ကျန်းကောင်ဖောင်ဒေးရှင်းအနေနဲ့လှူဒါန်းပြီးခဲ့တဲ့ဟာတော့ဒါကတော့ဟိုဆပ်ပေါ့တတိယမြောက်ပေါ့ပထမတစ်ခုကတော့ဟိုရမဲသင်းမှာအဲဆောက်လုပ်ပြီးတော့မှလှူဒါန်းပြီးပါပြီနောက်တစ်ခုကကျတော့တာစီတာစီမှာဆောက်လုပ်ပြီးတော့လှူဒါန်းခဲ့ပါတယ်ဒါကတတိယမြောက်လှူဒါန်းတဲ့ကျောင်းဆောင်လေးပါအဲဒီကျောင်းဆောင်ရဲ့လက်ရှိကာလတန်ဖိုးက3500ခန့်ဖြစ်ပါတယ်အဲအခုကျွန်တော်တို့ဆောက်လုပ်အဲပီစီကန်ကြီးဖြစ်နေတဲ့ ဟာနှစ်ခုရှိပါတယ်တစ်ခုကဆိုလို့ရှိရင်ကြောက်ဆယ်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပျော်ပွဲမှာဖြစ်ပါတယ်အဲ့ဒါတွေကလည်းအဲပြီးတော့ဖြစ်နေပါပြီအဲ့ဒါတွေကိုဆက်လက်ပြီးတော့မှလှူဒန်းသွားမှာဖြစ်ပါတယ်အဲဒီကတော့ဟိုတော်တော်လေးပို့ပြီးတော့ဂီယူဆိုင်ရတယ်လို့ပြောရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီစကိုင်းအခုလှုပ်သွားတဲ့ငလင်းမှာဆိုလို့ရှိရင်ဒီစကိုင်းကအနည်းဆုံးနဲ့ဗဟိုချက်လို့ဖြစ်တဲ့အခါကျတော့ဒီဒီမှာထိခိုက်မှုကလည်းပြင်းထန်ပါတယ်အဲ့ဒါကြောင့်မို့ ဒီကျွန်တော်တို့အနေနဲ့ဒီကျောင်းဆောင်ဆောက်လုပ်ပြီးတော့လှူဒန်းမယ်ဆိုတဲ့အခါကျတော့ဒီငလျင်တန်ကိုပေချာထည့်ပြီးတော့စဉ်းစားပြီးတော့ခိုင်ခန့်အောင်ဒီမြေစန်းနာတွေအစပေချာလုပ်ပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါဟောဥစ္စာပေါ့ကျွန်တော်တို့ဥစ္စာအင်တန်ဝင်းတာပါတယ်ဒီလိုမျိုးငလျင်တန်ကြောင့်မလို့ထိခိုက်ပျက်စီးပြိုကျသွားတဲ့ကျောင်းဆောင်နေရာမှာဒီလိုမျိုးပေါ့လေဒီလိုအချိန်ကာလအတွင်းမှာအခုမြင်တဲ့အတိုင်းကလေးတွေပုံမှန်ပြန်လဲပြီးတော့မှအေးအေးချမ်းချမ်းနဲ့ ပြန်ပြီးတော့စတင်နိုင်အောင်အဲဆောက်လုပ်ပေးရတဲ့အတွက်ဒီကျွန်တော်တို့ရဲ့ကျန်းကောင်ဖောင်ဒေးရှင်းအနေနဲ့လည်းအင်တန်မှဝန်တာပီတီဖြစ်ရပါတယ်။နောက်ဒီမှာရောင်းတက်နေတဲ့ကလေးလေးတွေကြီးတဲ့အခါမှာလည်းအင်တန်မှဝန်တာပျော်ရွှင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးအဲကောင်းကောင်းမွန်မွန်လုံလုံချုံချုံအေးအာဝါသနဲ့နောက်ပြီးတော့ကျွန်တော်တို့ပြည့်ပြည့်စုံစုံလေးလှူဒန်းပေးထားပါတယ်။ဒီမှာဆိုလို့ရှိရင်မိချောင်းလေးတွေလည်းပါပါတယ်။ပန်ကာလေးတွေလည်းပါတယ်။နောက်ပြီးတော့မှចောင်းဆောင်ထဲမှာလိုအပ်တဲ့ ပရီဘောကတွေခုံတွေကအစပြည့်ပြည့်စုံစုံလေးထည့်ပြီးတော့လှူဒန်းပေးထားတာဖြစ်ပါတယ်။အဲအဲ့အတွက်ဒီကျန်းတကောင်ဖောင်ဒေးရှင်းအနေနဲ့အင်တာမဝန်တာပီတီဖြစ်မိပါတယ်။ဟုတ်ဆောက်လုပ်တဲ့အချိန်ကတော့ကျွန်တော်တို့မိုးရင်းကာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ အဲစတင်ဆောက်လုပ်တဲ့အချိန်မှာဖောင်ဒေးရှင်းတူးတဲ့အချိန်မှာတော့အဲကျွန်တော်တို့အဲရေ ground မှာပေါ့နော်ရေတွေတအားထွက်တာနဲ့ကျွန်တော်တို့ရေစိုးစက်တွေနဲ့ကျွန်တော်တို့တပတ်လောက်ကျွန်တော်တို့စုပ်ထုတ်ပြီးတော့ခက်ခဲနဲ့ကျွန်တော်တို့ဖောင်ဒေးရှင်းကိုစတင်ပြီးတော့အဲကျွန်တော်ပြီးဆောက်ခဲ့ရပါတယ်ခင်ဗျာအာကျွန်တော်တို့ကဒီအဲ3လပိုင်း28ရက်နေ့ကလုပ်ခဲ့ခဲ့တဲ့ငလင်အဲငလင်ကြောင့်ဒီစာတင်ကြောင့်နေပြုတ်ပြက်တယ်ပေါ့နော်ပြုတ်ပြက်တဲ့အချိန်မှာအဲစတဲ့ကောင်ဖောင်ဒေးရှင်းနေပြီးတော့ အဲဒီကလေးတွေရဲ့ပညာရေးအခက်အခဲကိုနော်အဲတစ်ဖက်တစ်လမ်းနေပြီးတော့ဟိုဟိုကုညီရဲ့အနေနဲ့စာသင်ကျောင်းကိုဆက်လုပ်လူတန်းနဲ့ပေါ့နော်လူတန်းနဲ့အတူတူကျွန်တော်တို့ရေကောင်ဆက်လုပ်ရေးရလဲပါဝင်ဝင်ရတဲ့အတွက်အထူးဝမ်းမြောက်ကိုယူပါတယ်ကျန်းကောင်ဖောင်ဒေးရှင်းအာထော်ဝရအတွက်ရှိအောင်မြင်ပါစေဆက်လက်ပြီးတော့လည်းအဲဒီနိုင်ငံရဲ့အကျိုးပြည်သူတွေရဲ့အကျိုးကိုအဲအများကြီးနော်အထောက်ပံ့နေဆက်လက်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ိုင်းငင်ကြီးပြီးမှကျမကြောင်းလေးဆိုလို့ရှိရင်မတို့120 30နှစ်ထပ်ဆောင်နှစ်ထပ်အုပ်ဆောင်ပေါ့နော်နှစ်ထပ်အုပ်ဆောင်ရေနောက်ပေ90 30 AC တစ်ထပ်ဆောင်ရေအားလုံးဝပျက်စီးပြိုကျခဲ့ရပါရဲ့ရှင်အဲ့လိုပြိုကျပျက်စီးခဲ့တဲ့အတွက်ဟိုចောင်းရဲ့ပေါ့နော်ဒီကလေးတွေရဲ့စာပြင်ကြားမှုတော်တော်လေးကိုပဲဒါခက်ခဲမဲ့အနေဒါလေးဖြစ်သွားတာပါရှင်ဒီမားဒီစက်နက်ကောင်ဖောင်ဒေးရှင်းကနေပြီးတော့လာရောက်ပြီးတော့ဒီမြင်းတန်နဲ့ပတ်သက်ပြီးတော့ ပျက်စီးထိခိုက်သွားခဲ့တဲ့ပျက်စီးဆုံးရှုံးခဲ့ရတဲ့ចောင်းဆောင်တွေကိုလာရောက်လှူဒန်းမယ်လို့စတင်သိရှိကြခဲ့တဲ့ကောက်ကပြောမပြနိုင်အောင်ဝမ်းသာပီတီဖြစ်ခဲ့ရပါလိမ့်ရှင်။နောက်ယခုလိုပေါ်တော့ចောင်းဆောင်တွေရရှိသွားတဲ့အချိန်မှာလည်းကျမအနေနဲ့ကျမចောင်းအားခလေးလေးတွေလုံခြုံစွာအေးချမ်းစွာအခက်ခဲမရှိ ပညာသင်ကြားခွင့်ရတဲ့အတွက်ပြောမပြနိုင်အောင်ကိုပီတိဝမ်းသာကြည်ညိုဖြစ်ရပါလိမ့်ရှင်။ကြည်ညိုမှုများများစွာလည်းဖြစ်ရပါလိမ့်။နောက်ကျတဲ့ကောင်းပေါင်းရှင်ပေါ်မှာလည်းအများကြီးပဲအဲကျေးဇူးတင်အဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဒီတောင်းဆောင်တဲ့လူတန်းမှုအပေါ်မှာကျန်တဲ့ကောင်ဖောင်ဒေးရှင်းထားဝဲတော့အောင်မြင်ပါစေဒီထက်မှကလူနိုင်တန်းနိုင်ရပါစေကျန်တဲ့ကောင်မိသားစုဝင်များအားလုံးလည်းကျမ်းမာချမ်းသာကြပါစေတဘာဝဘေးကြီးကကြီးသုံးပါးဘေးတွေကနေပြီးတော့ကြော်လာနိုင်ကြပါစေဒီထက်မှကလည်း လှူဒန်းနိုင်ပြီးတော့အောင်မြင်မှုများများစွာကိုထားဝဲတော့ရရှိနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။အော်အများကြီးထောက်ကူဖြစ်ပါတယ်ရှင်။ဟုတ်ကြည်နာဝန်တာပီတိလည်းဖြစ်ရပါတယ်ရှင်။တမီးတို့သူပါရင်ကျောင်းဆောင်တေးကိုလူတမ်းမေးတဲ့ကျန်းနကောင်ဖောင်ဒေးရှင်းကိုသူကျေးဇူးတင်ပါတယ်ရှင်။